ဟေဗေဩရာစာခန်းကြီး33ယုံကြည်ခြင်းသည်မျောလင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုတိမတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏ထိုပါရမီကြောင့်ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကိုခံရကြ၏ယခုမြင်ရသောအရာတို့သည်အရင်ထင်ရှားသောအရာတွေကမဖြစ်ဘဲလောကရတူသည်ဘုရားသခင်၏မိန့်တော်ကြောင့်သာတည်ပြီးကိုငါတို့သည်ယုံကြည်ခြင်းအပြင်တည်ကြ၏အာဘေလသည်ကာအိနပူဇော်သောယစ်ထက်သာ၍မြတ်သောယစ်ကို ယုံကြည်ခြင်းအပြင်ဘုရားသခင်အားပူဇော်၏ထိုသို့သောရစ်ကိုပူဇော်၍မိမိဖြောင့်မတ်သည်ဟုတတ်သေးခံတော်မူခြင်းကိုရလေ၏အဘယ်သို့နည်းဟုမူကားသူလူသောအလူကိုဘုရားသခင်သည်လက်ခံတော်မူ၏တို့ဖြစ်၍အာဘေလသည်ဒေလုံတော်လေယခုပင်တရားဟောသည်၏အေးနောက်သည်ယုံကြည်ခြင်းအပြင်သိခြင်းနှင့်လွတ်၍ဘဝပြောင်းရ၏ဘုရားသခင်သည်သူ့ကိုဘဝပြောင်းစေတော်မူသောကြောင့်သူသည်နောက်တစ်ဖန်မပေါ်မရှိ၏ သူသည်ဘဝမပြောင်းမီဘုရားသခင်၏စိတ်တော်နှင့်တွေ့တော်သူဖြစ်သည်ဟုတတ်သိခံခြင်းကိုရလေ၏။ယုံကြည်ခြင်းမရှိလျင်ဘုရားခင်၏စိတ်တော်နှင့်မတွေ့နိုင်အကြောင်းမူကားဘုရားသခင်အထံတော်သို့ချဉ်ကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်။နောအေးသည်မမြင်သေးသောအမှုအရာတို့ကိုဖော်ပြသောဗျာဒိတ်တော်ကိုခံရပြီးမှယုံကြည်ခြင်းအပြင်ကြောက်ရွံ့သောစိတ်ရှိပြီး မိမိအိမ်သူအိမ်သားတို့ကိုကဲတင်ခြင်းကသင်းမောကိုတည်လိမ့်၏ထိုယုံကြည်ခြင်းအဖြစ်လောကီသားတို့ကိုပြည့်တင်၍ယုံကြည်ခြင်းနှင့်ရှင်သောဖြောင့်မတ်ခြင်းကိုလည်းအမွေခံရ၏အာဗြဟံသည်အမွေခံရလက်တန်သောပြည်သူထွက်သွားမည်အကြောင်းဘုရားသခင်ခေါ်တော်မူသောအခါသူသည်အဘယ်ရက်ကိုသွားသည်ကို ကိုယ်တိုင်မသိရလျက်ယုံကြည်ခြင်းအဖြစ်နားထောင်၍ထွက်သွားလိမ့်၏။သူတစ်ပါးပိုင်သောပြည်၌ဧည့်သည်နေသကဲ့သို့ဂရိတော်နှင့်ဆက်ဆိုင်သောပြည်၌ယုံကြည်ခြင်းအဖြစ်ဧည့်သည်ဖြစ်၍နေ၏။ ထိုကတိတော်ကိုအမွေခံရသောအပေါ်အပတ်ဒီဟူသောဣဇက်ယာကုပ်တို့နှင့်အတူတဲနိုင်နေလေ၏အကြောင်းမူကားဘုရားသခင်သည်တီထောင်ပြုစုတော်မူသောခိုင်ခက်မြဲမြံသောမြို့ကိုမျှော်လင့်သည်တည်းသီဣခင်ဘုံသူဣခင်ဘုံစာရာသည်လည်းအွယ်လွန်သောအခါပရိသေရီယူနိုင်သောအခွင့်ကိုအခွင့်တကူကိုယုံကြည်ခြင်းအပြင်ရလေ၏အကြောင်းမူကားဂရိထားတော်မူသော သူသည်တစ္ဆာရှိသည်ဟုစိတ်ဆွဲလန်းခြင်းရှိ၏ သို့ဖြစ်၍ထိုအမှုအရာ၌လူသေးနှင့်တူသောသူတစ်ယောက်သည်အရေအတွက်အပြင်ကောင်းမြင်ကျခဲ့သူ၎င်းသမုဒ္ဒရာကဏ္ဍ၌မရေထွက်နိုင်သောသဲလုံးကဲ့သို့၎င်းများစွာသောသူတို့၏အဖဖြစ်သည်။ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်ဂရိတော်နှင့်ဆက်ဆိုင်သောအကျိုးကျေးဇူးကိုမခံရဘဲအဝေးကမျောမြင်လျက်စိတ်နှလုံးနှင့်ဖယံလျက်မိမိတို့သည်မြေကြီးပေါ်မှတကြွန်းသူတနိုင်ငံသားဧည့်သည်အာဂန္တုဖြစ်သည်ကိုထင်ရှားစွာဝန်ခံလျက် ယုံကြည်ခြင်းစိတ်နှင့်တည်လွန်ကြ၏ထို့သောဝန်ခံသောသူတို့သည်မိမိတို့အဘပြည်ကို